အားလုံးမိတ်ဆွေများမင်္ဂလာပါခင်ဗျဇာငယ်မိတ်ဆွေတွေအားလုံးကာယဒုက္ခစိတ်ဒုက္ခနဖျားသောဒုက္ခနဲ့ပြည့်စုံလို့ဘေးပြာတွေဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းထောပနာပြုသားလိုက်ပါတယ်ခင်ဗျဒီနေ့မှာတော့ဆရာက2025ခုနှစ်6လပိုင်းအဲ16ရက်ကနေပြီးတော့23ရက်နေ့အထိတပတ်တာကံကြမ္မာဟောစတန်းကိုမိတ်ဆွေတို့အားလုံးအတွက်ကိုဆရာတားတော်နဲ့ဆွဲဟောကြားပေးมาဖြစ်ပါတယ်ဒါကြောင့်ဆရာငယ်မိတ်ဆွေတွေအားလုံးဆရာရဲ့ဒီလိုက်လေးကို share တယောက်တစ်ချက်စီလောက်နှိပ်သွားရင်ဆရာလုံးရောက်ရှောကြပါလိမ့်မယ် ကိုတခုရောက်သာသမီမိတ်ဆွေတွေမိတ်ဆွေတို့ဒီ2025ခုနှစ်16ရက်ကနေ23ရက်နေ့အထိတပတ်စာကံကြမ္မာဟောစတန်းကိုဆရာကတားတော့နေဟောပြီးမှဖြစ်ပါတယ်ဒီတပတ်တာတော့ဒီမှာမိတ်ဆွေတို့ရဲ့ရင်ထဲမှာဝါအောင်မြင်မှုတွေရည်မှန်းချက်တွေမျှော်လင့်ချက်တွေကိုရှေ့တိုးဆောင်ရွက်ပါရတယ်ဆန္ဒတွေပြည့်ဝလာမဲ့ကာလဖြစ်တယ်မိမိဖြစ်ရှင်သောဆန္ဒဖြစ်လို့သောဆန္ဒတွေဟာ ဂျိမ့်တိဘောက်မကြခင်ပြည့်ဝလာတော့မယ်ဆိုတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ဇွဲမလျှော့ပဲနဲ့မစုံမနစ်စ조사ပါတဲ့ရီမန်းချက်မျောလင်းချက်တွေဟူတာဥတဲ့ချက်ရီမန်းချက်တွေကပြင်းပြင်းဆိုင်ဆိုင်နဲ့အဖြစ်ရှင်တဲ့ဆန္ဒတွေအာယုံစူးဆိုင်ပြီးတော့လှုပ်ဆောင်ရင်ရှေ့လို့ဆောင်ရင်လှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့အပတ္တကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့ဖြစ်လို့တော့အရာတွေဖြစ်ရှင်တဲ့ကစ္စတွေကိုရှေ့လို့ဆောင်ရင်လှုပ်ဆောင်ရင်အာသာကောင်းမှုတိုးတက်နိုင်ပါတယ်ခင်ဗျာ 2016တည်းကကြည်လာတာ2025မှာ live လွှင့်လာကြုံရတယ်တဲ့ဒါတော့အကုန်မမီဘူးတဲ့အမေရိကန်ဆိုးလိုက်တဲ့တိုင်းမဆိုးပါဘူးမှာရှင်းရှင်းဒါအပြင်ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်တော့အတွေးလွန်နေတယ်အတွေးနည်းနည်းလျှော့ပေးပါအထူးသဖြင့် အဲစိတ်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာအပူဒေါကတွေဖြစ်နေတာမျိုးအပူဒေါကတွေကိုစိုးရိမ်စိတ်တွေများနေတာမျိုးလေးတွေမိသားစုကိစ္စအိမ်နွေးကိစ္စမဖြစ်ပေါ်လာရသောကိစ္စတွေကိုတွေးတွေးပြီးပူနေတဲ့ကာလလေးတွေကြုံနေရတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဖြစ်ပါလိမ့်မယ်အဲမျက်စိအာယုံရောနဲ့ပတ်သက်သောအရာလေးတွေမှာတတိထပြုမှုဆောင်ရွက်ရန်လိုအပ်သောအပ္ပတ္တကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာအလောက်ကိုင်းအလောက်ကိုင်းနဲ့ပတ်သက်လာရင်တော့ကိုကရှိတူဆောင်ရလှုပ်ဆောင်ပါရတယ်เนาะဒါအပြင်လုပ်ငန်းတစ်အလုပ်တစ်တွေနဲ့ပတ်သက်ပြီးတော့ရှိတူဆောင်ရလှုပ်ဆောင်ပါရတယ်ဒါပေမဲ့ဖြစ် ြစ်ရှင်တဲ့စိတ်ဖြစ်လို့တဲ့စိတ်ပြီးပြင်းပြမျိုးဒါမျိုးလေးတွေအလောကြီးတာမျိုးလေးတွေအလင်းစလိုလှောက်ဆောင်တာမျိုးလေးတွေကြောင်းတော့နည်းနည်းလေးအားနဲ့ထင့်ော့ဇီတဲ့ပတ်တာဖြစ်တတ်တဲ့အတွက်တော့ပုံမှန်လေးတိုင်းပဲရှိလို့ဆိုတာလှောက်ဆောင်မှာဖြစ်ရှင်တဲ့ကိစ္စတွေဖြစ်လို့တဲ့ကိစ္စတွေကိုအရန်ကြီးရှိလို့ပြီးတော့မလှောက်ဆောင်မှနေတဲ့ဆိုလိုချင်တဲ့ပြကအလောင်းမစားနဲ့ပတ်သက်တာတွေအပြော်ပါနဲ့ပတ်သက်တာတွေအဲကျွေတလဲကြက်တခုံလောက်ရတဲ့လုပ်ငန်းတွေဒီဟာကမှအစင်မပြေရင်တော့သွားပြီဆိုတာမျိုးလေးတွေ အုံပုံဟောလောရတဲ့လုပ်ငန်းတွေလူယုံပြီးလွှဲပြီးတော့လောရတဲ့လုပ်ငန်းတွေမှာတတိထဆင်ကျင်ရအတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်ခင်ဗျာနိုင်ငံခြားခရီးသွား passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တဦးတည်းသွားတာမျိုးထက်နှစ်ဦးနှစ်ယောက်သွားတာမျိုးလေးတွေမိမိရဲ့အပေါင်းအသင်းမိတ်ဆွေအသည့်တွေနဲ့ပတ်သက်ပြီးတော့အဲသွားတာမျိုးလေးတွေမှာချစ်တို့ဆောင်ရလှုပ်ဆောင်ရင်ကောင်းတယ်တဦးတည်းတစ်ယောက်တည်းသွားတဲ့လုပ်ငန်းလေးတွေအလုံးနဲ့ပတ်သက်ပြီးသွားတဲ့အခါမှာနှစ်ခါလောက်ရတာမျိုးနှစ်ကြိမ်နှစ်ခါသွားရတာမျိုးလေးတွေကြန့်ကြတာမျိုးတွေဂျုံအားတက်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ ဒါအပြင် အလုတ်ကင်အလုတ်ကင်နဲ့ပတ်သက်လာရင်တော့ကိုဟာ ရင်မှန်းချက်လည်းရှိတယ်အကြံစီလည်းရှိတယ်ဘယ်ကနေစရမှန်းမသိဖြစ်နေတာမျိုးအစပြောင်းနေတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်ကိုကိုကိုယ်တိုင်တေချာဆုံးဖြတ်စဉ်းစားပြီးတော့ပြောင်းရင်ကောင်းမလားမပြောင်းရင်ကောင်းမလားလုံးရင်ကောင်းမလားမလုံးရင်ကောင်းမလားဆိုပြီးတော့ကိုကိုကိုပြန်လဲတွေးခေါ်စဉ်းစားပြီးတော့သုံးသပ်ပါရတယ်နော်ဘာကိုပြပြဆုံးဖြတ်ချက်နှစ်ခွားလောက်တာမျိုးလေးတွေအလုံးနှစ်ခုလောက်တာမျိုးလေးတွေဆုံးဖြတ်ချက်နှစ်ခွားဖြစ်နေတာမျိုးလေးတွေဒါမျိုးလေးတွေကမကောင်းမင်းနဲ့တခုခုတေချာစဉ်းစားတွေးခေါ်ပြီးတော့ချစ်တိုးဆောင်လာလှုပ်ဆောင်မှုလိုအပ်သောကာလအပိုင်းရှားဖြစ်ပါတယ်အိမ်ငွေကိစ္စမိသားစုကိစ္စလေးတွေညံ့ပါတယ် လူမျိုးရေးကိစ္စလေးတွေပြီးခဲ့ပြီးတော့ကိစ္စအမားခဲ့ပြီးတော့အမားလေးတွေမှာပြန်ပြီးတော့သူတစ်ပါးကတဦးတစ်ယောက်ကပြန်လဲစွတာမျိုးလေးတွေကြောင့်စိတ်ညစ်ရတာမျိုးလေးတွေဖြစ်ရတတ်တယ်။ပဟဝင်းကျင်ကတပုတ်လေးတွင်မကောင်းတဲ့သတင်းတွေပြောခံရတာမျိုးလေးတွေစိတ်ညစ်ရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်သတိထားစင်ကျင်ပေးရန်လိုအပ်ပါတယ်။အတွေးနည်းနည်းလွန်နေတဲ့အတွေးချော်ပေးပါ။ဘယ်ရတရား အားနည်းနေတယ်ဘာသာတရားပို့မှုပြီးတော့လှုပ်ဆောင်ရန်လိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်လုပ်ငန်းတည်အလုံးတည်နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ရှိသူလှုပ်ဆောင်မှာယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုလုပ်ငန်းပြောင်းဖို့အတွက်အခွင့်အရေးကောင်းတွေပေါ်လာတတ်သောကာလဖြစ်တယ်ခရီးသွားဆိုင်ရာကိစ္စတွေရှေ့တူဆောင်ရာလှုပ်ဆောင်ရင်ကောင်းမှာလေရှေ့တူဆောင်ရာလှုပ်ဆောင်မှာအဲဒါအပြင် အမေတို့အမတို့မိသားစုတို့ရဲ့အကူအညီအကြံစီလေးတွေမှာတော့ကိုက မမိအနေနဲ့အကြံစီလေးတွေမှာတော့ကိုကဖြစ်နိုင်လို့ရှိရင်ဟိုဟိုဆရာတို့ကသူတို့နာကအကြံစီရယူရတဲ့အခါမျိုးတွေကြားလို့ရှိရင်တော့လိုတာထပ်ပို့ပြီးတော့မယူနဲ့တဲ့စိတ်ခံစားချက်ကိုလိုက်ပြီးမယူဘဲနဲ့ကိုယ့်ရဲ့အတူရခေါ်အကြံစီတွေကိုဖြစ်နိုင်ရင်ဖွင့်မပြောနဲ့ပြတ်တတ်တယ်ဆိုတဲ့ကာလအပိုင်းခြားလေးတွေဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီတပတ် တာအတော်တွေမှာဆိုရင်လူငယ်ရဲ့အခြေအနေနဲ့ပတ်သက်လာရင်တော့ ရည်စားလဲရအိမ်အောင်လဲကြဖြစ်ရတတ်ပါတယ်အရှိရင်းနဲ့ပတ်သက်ရင်တမီးစားများအနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းအဆရှိတဲ့အရာလေးတွေမှာတော့တိုင်ပင်နှိမ့်နှောင်းရင်အကောင်းဆုံးကာလအပိုင်းကြဖြစ်ပါတယ်ခင်ဗျာเนาะအိမ်အောင်ကြီးမှာဆိုရင်တော့ငကိုက ိမ်ကောင်ကြီးနဲ့ပတ်သက်ပြီးတော့အဆင်မပြေသူတွေဒီကာလမှာဂျင်းသေးပေါက်ပြန်လဲအဆင်ပြေမယ်ဆိုတဲ့ကတ်မျိုးကြာနေတဲ့အတွက်တော့ချီတူဆောင်ရလှုပ်ဆောင်မှာဖြစ်နိုင်လို့ရှိရင်မိမိတို့အနေနဲ့အိမ်ကောင်ကြီးနဲ့ပတ်သက်လာလို့ရှိရင်ငွေကြီးပေါ်မူတည်နေပြီးတော့ငွေဝင်ရင်အိမ်ကောင်ဖက်ကြည့်ပြီးငွေမုံရင်အိမ်ကောင်ဖက်မကြည့်တော့ကာလဖြစ်တဲ့အတွက်တော့အိမ်ကောင်ကြီးဟာငွေကြီးပေါ်မှာတိုက်ရိုက်ပတ်သက်နေတယ်လို့ပြောရမလားเนาะအဲ့တော့မိတ်ဆွေဗုဒ္ဓဘုရားသာသမိတွေအိမ်ကောင်ပံများအနေနဲ့ငွေများများသာရှာပြီးလိုက်ကြပါဗျာเนาะဒါအပြင်မိတ်ဆွေတို့ဒီအဖတ်တာအတော်တွေမှာဆိုလို့ရှိရင်တော့ ပတ်စံပစ္စည်းပျောက်တာမျိုးလေးတွေတခိုးခိုးခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့သတိထားစဉ်းကျင်ပေးရန်လိုအပ်သောအပ္ပတ္တကာလဖြစ်ပါတယ်။ဘဝင်းကျင်မှာသို့မဟုတ်မိမိတို့ရဲ့နော်မိတ်ဆွေအရင်းတွေရဲ့နာရေးသတင်းတွေဆေးရုံတက်ရတဲ့သတင်းတွေကြားရတတ်တဲ့အတွက်သတင်းဆိုးကြားရတတ်ပါတယ်ခင်ဗျာနော်။ဒါအပြင်မိတ်ဆွေတို့ဒီအပ္ပတ္တအတော်တွင်မှာဆိုလို့ရှိရင်တော့ အမွေကိစ္စလေးတွေအမှုကိစ္စလေးတွေရှေ့တို့ဆောင်ရလှုပ်ဆောင်ရအားနည်းစီတော့အပတ္တကာလအပိုင်းခြားဖြစ်တဲ့အတွက်အမွေကိစ္စတွေအမှုကိစ္စတွေနဲ့ပတ်သက်တာတွေတတိထားပါဘာသာရေးဆိုင်ရာကိစ္စလေးတွေကိုတယောက်တစ်တူတည်းလှုပ်ပါအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးလေးတွေပရဟိတမျိုးလေးတွေမှာစေတနာတွေဝေဒနာဖြစ်ရတာမျိုးတပုတ်လေးလွန်ဆွဆွဲပြောဆိုခံရတဲ့အတွက်တော့တတိကြစင်နေပေးရလိုအပ်တော့အပတ္တကာလအပိုင်းခြားဖြစ်ပါလေခင်ဗျာဘာကြံလေးရောကြားလို့ဒီဖက်တာတော့တွင်မှာမိတ်ဆွေလိုအနေနဲ့တတိကြစင်နေရမယ့်အချက်လေးတွေကတော့မိမိတို့ရဲ့ လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမျိုးလေးတွေကြာလို့ရှိရင်အရာရာကိုဒေါသနဲ့ရှည်တန်းတင်ပြီးပြောဆိုလှုပ်ဆောင်တာမျိုးလေးတွေကအားနည်းစီသောကာလဖြစ်ပါတယ်ခင်ဗျဘာကိုလို့လို့ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့ရှေ့တူဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်သောကာလဖြစ်တယ်လုပ်ငန်းတူအလုပ်တူတွေရဲ့အပြိုင်ဆိုင်အထိုက်ခိုက်လေးတွေတော့ကြုံရတာကတော့ရှည်စမြဲပဲဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့ဒီအပတ်တာတော့ဒီမှာအကျိုးပေးကံကောင်းစီသောကဏ္ဍအခရာတွေနေနေဆိုရင်တော့၄ကဏ္ဍ ုံးကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့အကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့ဖြင့်အပန်းရောင်အဝါရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေတဲ့ကာလအပတ်ဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့ရဲ့အကျိုးပေးအားသာစေသောအရာအနေနဲ့ဆိုရင်တော့မြောက်ဆူဆူရက်တို့အရှိတောင်တောင်ရက်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အစဉ်ပြေအားသာ ကောင်းမွန်စီပါတယ်။ဒါအပြင်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါမှာအဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်စေရန်အတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့ပတ်စံအိတ်အတွင်းသို့မဟုတ်အိတ်ကပ်အတွင်းမှာနော်အပန်းရောင်ကတ်တူစာရောင်လေးတစ်ခုကိုမိမိဖြစ်လို့တဲ့အရာလေးကိုရေးပြီးတော့ဆောင်ပြီးတော့သွားရင်အောင်မြင်တိုးတက်ပြီးတော့အစင်ပြီးမှအသေးချာပဲဖြစ်တယ်ခင်ဗျာနော်အဆက်ဆက်ရရအောင်မြင်တိုးတက်အစင်ပြီးစေရန်အတွက်လို့ငါမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတော့အယောင်းထွက်စီဖို့အတွက်ကုန်ပစ္စည်းတွေရောင်းဝယ်ရေးကောင်းစေရန်အတွက်ဆိုလို့ရှိရင်တော့ခရမ်းညစ် သည်တလုံးနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့တို့ထိပြီးတော့ခောက်ပြီးတော့ရောင်းထွက်ပါစေဆိုပါဇက်ကပြောပြီးရောင်းလို့ကရောင်းလိုက်ရင်အယောင်းတွေအယောင်းထက်စီပြီးအဆတ်စာရေးအစင်ပြေလာမှာအတိအကျပဲဖြစ်ကြောင်းပြောရင်ဗုဒ္ဓဘုရားဟူတာသမီးမိတ်ဆွေတွေအားလုံးဒီတပတ်တာအတော့ဒီမှာအဆတ်စာရေးအောင်မြင်တိုးတက်ပြီးတော့အစင်ပြေကြပါစေခင်ဗျာကဲဒီတစ်ခါတော့ဂျာဇာပရီကိုအခါပြီးပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဂျာဇာပရီသမီးတွေပါမှန်ပြီးပါဟုတ်